မင်္ဂလာပါဗျကိုခိန်း Chelsea TV ကနေအပြောင်းအလဲအောင်များအားလုံးကိုကြိုဆိုပါရစေ။ Wolf နဲ့ Chelsea ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရွေးထုတ်သုံးသပ်ဆွေးနွေးခြင်းနဲ့အချက်တချို့ရှိနေပါတယ်။ဒီပိုင်းလေးနဲ့ပတ်သက်ပြီးဆွေးနွေးကြည့်အောင်ခင်ဗျ။ကျွန်တော်ပြောချင်တာဒီတုံးသက်ချက်က review လို့ခေါ်တဲ့ပွဲပြီးတုံးသက်ချက်လုံးဝမဟုတ်ပါဘူးခင်ဗျာဒီပွဲတွေကကျွန်တော်နေတဲ့အရက်မှာ ြည့်ဖို့တော်တော်လေးအဆင်မပြေတဲ့အချိန်ပါမနေ့6နာရီ9နာရီလောက်ထိုးသွားနိုင်တယ်ဗျရှင်းပါလေချန်ပီယံလိပွဲစဉ်တွေတောက်လျှောက်ကြည့်ထားတဲ့အခါလူတယောက်ရဲ့ခန္ဓာရကျန်းမာရေးရကျွန်တော်အနာပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲမကြည့်ဖို့သုံးဖြတ်ခဲ့တာပါမနေ့ပိုင်းမှာလည်း fully match ပေါ့နော်ပွဲချိန်ပြီးပြန်ကြည့်ဖို့စောင့်နေသေးပေမဲ့အဲ့ဒီရုပ်သံ line ကိုတိုင်အောင်ဒါအိပ်ပျော်နေလားမသိဘူးအဲ့ဒီပွဲပြန်ပြီးတော့မတင်နိုင်သေးဘူးအဲ့ကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီး highlight အစီပြန်ကြည့်တဲ့အခါမှာမြင်မိတဲ့ အချက်လက်တချို့ပေါ့နော်အချက်လက်တချို့ဆိုတာတက်အရေးကြီးတဲ့အချက်လက်တွေလို့ပြောလို့ရတယ်အားမလို့အားမရဖြစ်တဲ့အပိုင်းတွေပေါ့ဗျာကိုကတုံးကိုတွင်းယူခဲ့ပြီးခါမှဂိုးတွေကိုလွယ်လွယ်ကူကူနဲ့ပြန်ပြီးတော့ခွင့်ပြုပေးခဲ့ရတယ်ဒီလိုပုံစံမျိုးကဝူဗန်တန်တက်ကောင်းတဲ့အသင်းမျိုးဆိုရင် ကျွန်တော်တို့ချစ်ပါဂိုးတွေအပြင်အနိုင်ဂိုးတွေပါ ပြန်ပေးသွားနိုင်တယ်အဲ့တော့ကျွန်တော်ပထမဆုံးဆွေးနွေးချင်တာဂိုးသမားတွေနဲ့ နောက်တန်းကစားပုံဗျဒါကလည်းဘလုံးရသည်မစခင်ကတည်းကကျွန်တော်တို့တောက်လျှောက် ထောက်ပြခဲ့တဲ့အချက်ဖြစ်တဲ့အတွက်ကြောင့်အထူးတလဲတော့လဲပြောမနေချင်တော့ဘူးပေါ့နော်ပြိတ္တအားလုံးမြင်တယ်ပြိတ္တဆိုတဲ့နေရာမှာ local အောင် global အောင်တကဘာလုံးကထောက်ပြကြတာဟာဘာကြောင့်နောက်တန်းမခေါ်တာလဲဘာညာပေါ့အဲ့တော့အခုချိန်မှာ divine ကိုယ်ကမပါဘူးမပါတော့ကျွန်တော်တို့အားကိုးလို့ရမယ့် josh ကိုထည့်လာတယ်ဂျိုးရဲ့အတွေ့အကြုံပိုင်းလိုအပ်ချက်တချို့လည်း ရှိခဲ့တယ်ဆိုတော့ဒီနေ့ပွဲတွေမှာ2 vs 1အနေထားမျိုးနဲ့ကတ်တဲ့အချိန်မှာဝမ်ဟီချန်ပေးလိုက်တဲ့ဘောလုံးကို နောက်က overlap တက်လာတဲ့ကစားသမားကိုမကြည့်ဘဲနဲ့ဝမ်ဟီချန်ကိုပဲအာယုံစိုက်ပြီးတိုစင်ရော George Achimbao နှစ်ယောက်လုံးတော့တောက်လျှောက်ကြီးကြည့်နေတာတိတ်တော့အတိတ်ပဲမရှိတဲ့ လုတ်ရဲ့ဗျအဲ့တော့ဝိုင်းချန်ဘောလုံးပေးသွားတဲ့ချိန်မှာအရိုကိုတဲကအလွတ်ကြီးဗျအေးစေးစေးတွင်းလို့ရတယ်လေးချင်ရင်ကွင်းမှာတော့အဲ့လောက်မလွယ်ဘူးလေးချင်ရင်ကွင်းမှာတွင်းတဲ့ပူလွယ်တဲ့ပိုဇရှင်မျိုးနဲ့ကိုတွင်းသွားတယ်ဒါကလူကက်ကစားပုံလူအပ်ချက်ကြောင့်ပါအဲ့ဒီလူကက်ကစားပုံကလည်းပြီးခဲ့တဲ့ဆန်ဒလန်နဲ့ပွဲစဉ်မှာအမားကြီးမှားပြီးမြက်ဝါးတင်နေမြင်တွေ့ခဲ့ရပြီးပြီးအဲ့ဒါကိုအခုနောက်ထပ်ဆက်ပြီးကဲရတဲ့ပွဲမှာထပ်မားတယ်အမားကြီးတကူကိုတစ်ချိန်တစ်ချိန်ကျူးလွန်ရင်လက်ခံလို့ရတယ် အ3-5ချိန်ကျူးလို့ရင်တော့ဒါတော်တော်အခြေအနေစိုးသွားပြီလို့ပဲပြောရမှာပါပုံစံချင်းတော့အနည်းငယ်ကွဲတာပါဗျာစနလက်နဲ့ပွဲမှာဘရွန်ဘီက blind side stop ပြီးတော့ body ခုထားတာ2 vs 1အခြေအနေပဲအဒီပွဲမှာကတော့ဝိုင်းချန်ဆွဲပြေးလာတဲ့အခြေအနေမျိုးကိုခွာကတ်ထားတာ၂အောင်လောကခွာကတ်ပေမဲ့တပတ်က overlap တက်လာတဲ့เนาะနောက်ကအရိုကိုတဲကိုဂျိုးရှာသတိမထားမိလိုက်ဘူးတိုစင်ကတော့လက်ထိုးပြနေရင်ကျွန်တော်သတိထားတွေ့မိတယ်တော်တော်သူက အိမ်ရှိကဝိုင်းချံပဲအာယုံဆိုင်နေအဲ့ဒါလောက်မလို့လေဝိုင်းချံဖြတ်ကန်လို့မရတဲ့ space ကြီးဖြစ်နေတယ်တကယ်တော့တူစင်က1 versus 1ကပ်ပြီးတပတ်က overlap ပြေးတက်လာမယ်နောက်ထပ်ကစားသမားတစ်ယောက်ကို Josh Achimon ကတ်ခဲ့တင်တာပေါ့ဒါမဲ့သူတွေ့ဝင်နေခဲ့တယ်အဲ့နားမှာပဲ2 versus 1ပုံစံမျိုးကြီးနဲ့ကြောင်ပြီးနောက်ကကစားသမားတက်ပြီးလွတ်လွတ်ကျွတ်ကျွတ်တွင်းသွားတယ်တွင်းလိုက်တဲ့အချိန်မှာလဲဂိုးသမားလွယ်လင့်တကူကိုကိုးပေးရတာ Robert Sanchez ပဲလားလား Philip Jorgensen ပဲလားလား လက်ရှိအချိန်မှာဘယ်ကိုသမားပဲဖြစ်ဖြစ်ကျွန်တော်ယုံကြည်စိတ်ချလို့မရဘူးဒီလိုမျိုးအမားရင်းတွေကချက်စင်းနေနဲ့မပြင်းစင်ဘူးလားကျွန်တော်တို့ဘေးပရိသတ်တွေမြင်ရတာ တော်တော်လေးရင်ထဲမှာစွန့်နေခံစားမိတယ်နောက်အဆိုးဆုံးဂိုးတွေကတော့ scramble goal လို့ခေါ်တာပေါ့မြန်မာမှုပြုပြီးနားလည်လည်အောင်ပြောရင်တော့ရှုပ်ရှက်ခတ်ပြီးဘာတွေမှမသိပဲဝင်သွားတဲ့ဂိုးမျိုးတွေဥမာလက်ပစ်ဘောနဲ့ဘောင်ဆဲတီမြောက်လိုက်တယ်ပြန်ကြလာတယ် စကန်ဘောစကန်ဘောတော်မှာဘယ်နဲ့ချက်မဲမသိတဲ့စကန်ဘောမျိုးတွေဘောင်းစ်တွေအများကြီးခုံထွက်ပြီးဘလူတွေဝင်သွားမဲမသိတဲ့ဂိုးတွေဒေါစခရမ်ဘယ်ဂိုးလို့ခေါ်တယ်အဲ့လိုဂိုးမျိုးတွေကိုလည်းပွဲတိုင်းမှာလွယ်လွယ်ကူကူခွင့်ပြုနေရတာတော်တော်လေးယုတ်တိမတန်တဲ့လောက်ရပါအဲ့ဒီနောက်တန်းစုဖွဲ့မှုကတော့အချိန်နေတော်တော်ဆိုးတယ်ဗျရေရှိမှဒီပုံစံနဲ့ဆက်သွားနေ ကျွန်တော်ရဘယ်လိုမျိုးယုံကြည်စိတ်ချရတဲ့ပုံစံမျိုးနဲ့ဒီနောက်တန်းကစားပုံကိုကြည့်ရှုရမလဲဇန်နဝါရီပြောင်းရွှေ့ကာလရောက်တဲ့အခါကျရင်ချက်စီအနေနဲ့နောက်ခံကစားသမားခေါင်းတယောက်ကိုမဖြစ်မနေခေါ်ခေါ်ရပါလိမ့်မယ်ဒါကျွန်တော်ပထမဆုံးဆွေးနွေးခြင်းနဲ့အချက်ပေါ့နော်ဟုတ်ကဲ့ကလပ်ဆာရမ်မီဆက်ပေးခြင်းတာကျွန်တော်ညီကိုဘောလုံးပွဲကစားခြင်းနဲ့ဆိုရင်စီနီယာတော့ချက်စီမှာမောင်ငါ6အိုင်ဘက်ကွန်ရှိကိုဘာသုံးလုံးမစ်တိုကိုမမ္ဘာတဲ့ယူနိဖြစ်အပူစုကြီးတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ် အသေးသေးသိချင်တယ်ဆိုရင်တော့ဘာဘနမတ်39ကို693 180 380မှာဆက်သွယ်ဆုံးဆန်းမေးမြန်းလို့ရပါတယ်ခင်ဗျာနောက်ထပ်ဆွေးနွေးချင်တဲ့အချက်ကတော့ဒါကတော့ကောင်းတဲ့အပိုင်းမှာဒီနေ့ပွဲစဉ်မှာဂျမီဂရန်ပြတ်တသွားခဲ့တဲ့စွမ်းဆောင်ရည်တွေဒါကျွန်တော်ခဏတာကြည့်ခဲ့ရတော့မှတော်တော်လေးလမ်းပြန်ထွက်တယ်လို့ပြောရမှာပါဂျမီဂရန်စီခြေသူစရောက်တဲ့အချိန်ကစပြီးဒီနေ့ခံတဲ့အချိန်ထိဒီပွဲကအကောင်းဆုံးပဲဂျမီဂရန်ခြေတော့ခြေသိမ်းတွေအယမ်းမြန်တယ်အဂျလတီတွေအယမ်းကောင်းတယ် တွင်ကိုနှစ်ကိုဖန်တီးသွားတဲ့သူကိုယ်တိုင်လုံးဝလှပတဲ့တွင်ကိုတကူတွင်ယူပေးသွားခဲ့တယ်။အဲ့ဒီတွင်ကိုဆိုရင်ကျွန်တော်တခိတခါကျွန်တော်တို့တွင်သွားတဲ့စစ်စီရဲ့နော်နျူကတ်ဆယ်ချယ်ဆီဘွဲတွင်ကိုတော်မှအောက်မေ့တရသေးတယ်။ဘောလုံးသွားတဲ့ဘက်ချင်းကတော့မတူဘူးပေါ့။စစ်စီကတော့ပီတာချက်ရဲ့အကျယ်တော့ယူအောက်ဆိုက်ကက်ဖ်တဲ့ပုတ်သွားတာပေါ့။ဒါမဲ့ဂီဒန်စ်ကကျတော့အချင်းတော့ရအောင်ပြန်ပုတ်သွားတာပါ။ဒါမဲ့ဂီဒန်စ်ရဲ့ဒီနေ့ပွဲမှာလှုပ်အားနှုံးပဲဖြစ်ဖြစ်စကေးပိုင်းပဲဖြစ်ဖြစ်ဘာမှအပြစ်ပြောစရာမလိုခဲ့ဘူး။ ကျွန်တော်တို့လေတကယ်ပြောဒီကောင်လေးကိုတေးချတာဟိုပြိုးထောင်ပေးမယ်ဆိုရင်တေးချလှုပ်ပေးမယ်ဆိုရင်အများကြီးမျှော်လင့်လို့ရတယ်တစ်ဖက်က Steveon လည်းရင်ခုန်ချင်းစီရဆိုပေမဲ့ဒီနေ့ပွဲမှာဆွမ်းဆောင်ရရတော့ Jimmy Gidens ကပို့ပြီးတော့ကိုကျန်းခဲ့တာပါအဲ့တော့ကျွန်တော်တောင်ပန်ကစားသမားလေးတွေကတော့တဖြည်းဖြည်းချင်းစီတက်လာတယ် Gidens လည်း Gidens အလျောက်เนาะ Steveon လည်း Steveon အလျောက်ပေါ့ Ganacho အန်ဝင်ဂွင်ကြဖြစ်ဖို့ပဲလို့တော့တယ်ကျန်တဲ့အပိုင်းတွေမှာတော့ဒါ Gidens ကိုရရှိဆက် သုံးမယ်ပေါ်ထွက်ခွင့်တနေရာမှာပြီးမယ်ဆိုရင်လည်းမစိုးဘူးလို့ကျွန်တော်ယူဆပါတယ်။ဟုတ်ပါအဲ့တော့ conclusion ဆွဲရမယ်ဆိုရင်ဒီနိုင်ပွဲကကျွန်တော်တို့အတွက်အစိုးရရဲ့အကောင်းပေါ့လေဘလို့ရလက်မျိုးနဲ့ပဲနိုင်နိုင်နိုင်ဖို့ကအရေးကြီးတယ်လို့ပဲပြောရမှာပေါ့အားမလို့အားမရဖြစ်တဲ့အချက်ဒီကတော့ဟိုတယောက်နဲ့တယောက်ခံယူချက်ချင်းလဲတူချင်မှတူလိမ့်မယ်ဘာဖြစ်ပဲကျွန်တော်တို့ရဲ့နိုင်ရင်ပြီးရောဗျာဆိုတဲ့လူမျိုးလည်းရှိမှာပဲလေကျွန်တော်တို့ကြတော့စိုးရရပြောဖို့ပါတယ်ချက်စီးနဲ့ပတ်သက်ရင်လို့အတက်လေးနည်းနည်းကြီးတယ်တချို့အပိုင်းလေးတွေကတော့အားမလို့အားမရဖြစ်နေသေးပါပဲနောက်ထပ်ကံကောင်းတဲ့အချက်ကတော့ကျွန်တော်တို့ ဒီ quarter final တက်ရောက်တဲ့အချိန်မှာအနီးကပ်ဆုံးပြိုင်ဘက်တွေသည်ပွဲချက်တည်ရှင်ဆိုင်ရတယ်ပရီးမီးယားလိအသင်းချင်းပဲထိတိုက်တွေ့ရတယ်ဗျာတိုးတော့ကျွန်တော်တို့ Chelsea ကတော့တသင်းတဲ့သော Champion ship ကအင်းကိုတွေးဆောင်တာဖြစ်တဲ့အတွက်တခြားအသင်းတွေထက်ပိုကံကောင်းခဲ့ပါတယ်အဲ့တော့ကြောင့် semi final တက်ရောက်ဖို့ကလည်းလက်တကန်အလိုမှာပဲရှိခဲ့ပါ යි ခင်ဗျာကျွန်တော်ညီကိုရောဒီ Chelsea နဲ့ Wolves ပွဲမှာဆွေးနွေးခြင်းတဲ့အချက်လက်တွေရှိရင်ဝင်ရောက်ဆွေးနွေးပြီးသွားလို့ရပါတယ်အခုတော့ဗီဒီယိုလေးကိုခဏနားပြရသေးခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်